မိတ်ဆွေညဘက်ကောင်းကင်ယံကြီးကိုမောကြည့်လိုက်တဲ့အခါသင်ပါမြင်ရလေစုံစမ်းမဲ့လေမှောင်မိုင်းမှုတွေတောက်ပနေတဲ့ခြေတန်းမောင်များစွာသိပ္ပံပညာရှင်တွေကခံမှန်းကြတယ်စကြဝဠာထဲမှာဂလက်ဆီပေါင်းဘီလီယံ2000ကျော်ရှိတယ်လေကဘာမြေလိုတက်ရှိတွေရှင်သန်နိုင်တဲ့ဂျိုးပေါင်းဂရီကတာရှိနေမှာတည်ကြပါလေဒါဆိုရင်မိကွန်ကသူတို့တွေပျောက်နေကြလေသိပ္ပံပညာမှာဒါကို the farming paradox လို့ခေါ်ပါတယ် အလောက်ကျဲပြောတဲ့နေရာကြီးမှာဆင်းမြင့်တက်ရှိတဲ့ရေမြန်တွေနဲ့ရှုပ်ရှက်ခတ်နေရမှာပါဒါပေမဲ့ဘာဖြစ်လို့တိတ်ဆိတ်နေရတာလဲသိပ္ပံပညာရှင်တွေအကြောင်းဆုံးဖြေတစ်ခုရှိပါတယ်အဲ့ဒါကတော့ the dark forest theory မောင်တူတောက် theory ပါစကြဝဠာကြီးဟာတောက်ကြီးတစ်ခုလိုပါအင်ဂျင်မူတိုင်းဟာတနက်ကင်ထားတဲ့မုတ်ဆိုးတွေပါတန်ထွက်လိုက်တာနဲ့အသက်ခံရမှာမို့လို့အားလုံးကဒိတ်ဆိတ်နေကြတာပါဒါပေမဲ့မိတ်ဆွေ EP ကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးက ဗုဒ္ဓမြတ်စွာဘုရားသိရှိခဲ့တယ်ဆိုရင်သင်ယုံနိုင်မလားဗုဒ္ဓစာပေတွေမှာနန္ဒစัจ java လားဆိုတဲ့စကားလုံးရှိပါစัจ java လားဟာရေတွက်လို့မကုန်နိုင်ပြီးတော့လူသားတွေမဟုတ်တဲ့ခြားသောတက်ရှိတွေဘုံဘဝတွေနဲ့ပြမှာအကျူရတွေအများကြီးရှိနေတယ်လို့ဟောကြားခဲ့ပါဒါဆိုရင်သိပ္ပံပညာရှင်တွေရှာနေရဲ့အာလီယန်ဂျိုသားဆိုတာဗုဒ္ဓဟောခဲ့တဲ့32ပုံတန်းကတက်ရှိတွေမြတ်ဖြစ်နေပြီအမောင်လူတော်သီအိုရီကပြောတဲ့ရန်လိုတဲ့မုတ်ဆိုးဆိုတာဘယ်သူတွေလဲ ဒီနေ့မှာတော့ခေတ္တသိပ္ပံပညာရဲ့ယူဆတွေနဲ့ဗုဒ္ဓရဲ့စัจ java လာတဒနာတွေပေါင်းစပ်ပြီးကျွန်တော်တို့မသိသေးတဲ့စัจ java လာလှုပ်ဝက်ချက်တွေတကားဖွင့်ကြည့်ကြပါမယ်။ယောသားတွေဘယောက်နေလဲမမေးခင်သူတို့ဘလောက်စွမ်းရည်ရှိလဲဆိုတာကိုရင်နာလည်ထားဖို့လိုပါတယ်။1964ခုနှစ်မှာရုရှားသိပ္ပံပညာရှင်နီကိုလိုင်ကာရာရှက်ကရည်ချင်းမှုအစဉ်တန်း၃မျိုးကိုခွဲခြားပြခဲ့ပါ ဒါကအကိုကျူဘော်ကစွမ်းရည်အားလုံးကိုထိန်းချုပ်နိုင်တဲ့အဆင့်ရာသီဥတုကိုထိန်းချုပ်မယ်ဂလင်တွေကိုတားဆီးမယ်မုန်တိုင်းတွေကို စွမ်းရည်အဖြစ်ပြောင်းလဲအသုံးချဝမ်းနည်းစရာကကျွန်တော်တို့လူသားတွေဟာဒီအဆင့်ကိုတော့မရောက်သေးပါဘူးကျွန်တော်တို့က type 0.7အဆင့်လောက်ပဲရှိပါသေးတယ်ကျွန်တော်တို့ကရုပ်ကျွင်းလောင်စာစီကြောင်မီတွေတွေကိုပဲအားကိုးနေရတော့ပါဒီအဆင့်ကတော့သူတို့ရဲ့နေကျေကထွက်သမျှစွမ်းရည်အားလုံးကိုစောက်ယူသွန်းဆွဲနိုင်တဲ့အဆင့်ပါ ဥပမာ Dyson Spria လို့ခေါ်တဲ့နေကိုဝိုင်းထားတဲ့စွမ်းအင်များကြီးတိဆောက်ပြီးတော့စွမ်းအင်ထုတ်ထားတာမျိုးပေါ့သူတို့တို့စွမ်းအင်ပြက်လက်တယ်ဆိုတာမရှိတော့ပါဘူးသူတို့က Jerry ကိုတော့ဖန်တီးနိုင်ဖြည့်ဆည်းနိုင်တဲ့အဆင့်ပါဒါကတော့ဖျားခင်နင်းနီးပါပဲသူတို့ဟာ Galaxy တစ်ခုလုံးကိုစိုးမိုးထားပြီးဂျိုတစ်ခုနဲ့တစ်ခုကိုယထာစီးသို့တောင်းလာနိုင်ပါစัจ java လာရဲ့တက်တန်းက73.8ဘီလီယံရှိပါပြီကဘာမီရဲ့တက်တန်းက4.5ဘီလီယံပဲရှိပါသေးတယ် ဆိုလိုတာကကျွန်တော်တို့ထက်အသက်ကြီးတဲ့ဂျိုးတွေမှာ type 2တို့မဟုတ် type 3ဆင်းရောက်နေတဲ့ဂျိုးသားတွေရှိနေတယ်ပါသူတို့သာရှိနေဆက်ကြဝလာထဲမှာသူတို့ရဲ့ခြေရာလက်ရာတွေအစာအုပ်တွေချက်ပြတ်တန်တွေစူညံနေရမှာပါဒါပေမဲ့ဘာကြောင့်ဘာတစ်ခုမှမတွေ့ရတာလဲသူတို့တွေဘယ်ဟိုရောက်ကုန်ကြတာလဲအခုဗုဒ္ဓစာပေဘက်ကိုလှည့်ကြည့်ရအောင်ပါဗုဒ္ဓကသက်ရှိတွေနေထိုင်ရာ30ပုံ ရှိတယ်လို့ဟောကြားပါတယ်အောက်ဆုံးငရဲပြည်ကနေလူပြည်နတ်ပြည်6ထပ်ရုပ်ရှိတဲ့မြမပုံ20 ရုံးမရှိတဲ့အာယူပါမြမဘုံ၄ဘုံစသဖြင့်ပေါ့စဉ်းစားကြည့်ပါမိတ်ဆွေသိပ္ပံပညာရှင်တွေပြောတယ် type 3 civilization galaxy ကိုစိုးမိုးထားသူများဆိုတာဗုဒ္ဓစာပေတွေကမြမကြီးတွေမြဖြစ်နေပြီမြမရဲ့ခန္ဓာကိုယ်ဟာလင်းရောင်လိုမျိုးရှိပါစိတ်လိုရှိရာကိုချက်ချင်းရောက်နိုင်တယ်တတန်းတွေကကဘာပြတ်မဲ့အချိန်ထိရှိကြတယ်ဒါဟာသိပ္ပံပညာကမှန်းဆထားတယ် advanced alien စင်းမြင့်ဂျိုသားတွေရဲ့ဂုံတတိနဲ့တထထဲတူညီနေပါတယ်ဒါဆိုရင်ဘာလို့ကျွန်တော်တို့သူတို့ကိုမမြင်ရတာလဲ သိပ္ပံပညာရှင်တွေက dark energy တွေကြောင့်အမြင်ရတာလို့ပြောသလိုဗုဒ္ဓစာပေရတော့တို့ရဲ့ခန္ဓာကိုယ်ကတိမ်မွေလုံးလုံးကျွန်တော်တို့ရဲ့ကြမ်းတမ်းနဲ့မျက်လုံးနဲ့မမြင်နိုင်တာဖြစ်ပါတယ်။ dimension မတူတဲ့သဘောပါပဲ။သိပ္ပံလောကမှာ the great fitter မဟာစစ်ထုတ်မှုကြီးဆိုတဲ့ theory တစ်ခုရှိပါတယ်။ရည်ကြီးမှုတစ်ခုဟာနီးပညာမြင့်လာတာနဲ့မျက်ကိုယ့်ကိုယ်ကိုပြန်ဖြည့်ဆည်းမိဖို့နီးစပ်လာပါတယ်။ဥပမာ nuclear စစ်ပွဲတွေ AI သဘုံထားမှုတွေ။ဒါကြောင့်ဆက်ကြော်လာတဲ့မှာအစင်းမြင့်တဲ့ဂျိုသားတွေမရှိတော့ဘဲ မျိုးတုံးကုန်ကြတာဖြစ်နိုင်ပါတယ်။ဒီချက်ကိုဗုဒ္ဓအမြင်နဲ့ကြည့်မယ်ဆိုရင်လောဘဒေါသမောဟပါပဲ။တတဝါတွေဟာနီးပညာတိုးတက်လာပေမဲ့စိတ်တပန်းဆိုင်ရာ မတိုးတက်ရင်ပျက်စီးခြင်းကိုဥတီပါတယ်။ဗုဒ္ဓကဟောကြားခဲ့ပါတယ်။လူတွေရဲ့တတန်းဟာတရားဓမ္မမေးလျော့ရင်စနစ်တန်းထိတိုးဝါပြီးတော့သတ္တန္တရာကက်လက်နက်ပီးနဲ့တည်တည်ပျက်စီးကြမယ်ဆိုတာကိုပါ။ဆိုလိုတာကအသိပ္ပံပညာရှင်တွေရှာနေတဲ့ The Great Fitter ဆိုတာတကယ်တော့အာကုတ္တကံတရားပါပဲ။ လောဘကြီးပြီးစစ်တိုက်နေကြတဲ့ဂျိုသားတွေတို့မဟုတ်လူသားတွေဟာအာဂါသကိုစိုးမှုမပြောနဲ့ကိုကဘာကိုတော့မကယ်နိုင်ပဲပျက်စီးသွားကြရစမြင်ဖြစ်ပါတယ်။ဒီနေရာမှာအဓိကဇက်လိုက်ဖြစ်တဲ့ The Dark Forest Theory ကိုတွားကြရအောင်။သိပ္ပံပညာရှင်တွေကပြောကြတယ်စက်ကြာဝလာကြီးကတောအုပ်မဲမဲကြီးလို့ပဲ။ထဲမှာမောက်ဆိုးတွေဂျိုသားတွေရှိနေရပေါ့။သူတို့ကတယောက်နဲ့တယောက်မြုံကြည့်ကြဘူး။ဒါကြောင့်တွေ့တာနဲ့အရင်ရှင်းပြကြတယ်။အတန်ထွက်တဲ့လူဟာရှင်းခံရတယ် ဒါဟာဗုဒ္ဓဟောကြားတဲ့တန်တရာရဲ့သဘောသဘာဝနဲ့အရင်ဆင်တူပါတယ်။တန်တရာထဲမှာအကျဉ်းလည်နေတဲ့သရဝါတွေဟာဘေးရနေရီကိုအမြဲတမ်းကြောက်လန့်နေရပါတယ်။အတ္တဆိုရဲကြီးမားတဲ့အတွက်ငါလွတ်မြောက်ဖို့သူတစ်ပါးကိုရှင်းပြရမယ်ဆိုတဲ့အသိစိတ်ကလွှမ်းမိုးနေပါတယ်။အတူရာတွေကနတ်တွေကိုတိုက်ခိုက်တယ်။နတ်တွေကအတူရာတွေကိုပြန်တိုက်တယ်။ဂလုံကနဂါးကိုစားတယ်။ဘုံဘဝတိုင်းမှာငြိမ်းချမ်းမှုမရှိပါဘူး။အမြဲတမ်းစစ်ပွဲတွေကြောက်ရွံ့မှုတွေရှိနေပါတယ်။ ိဘက်ပညာရှင်တွေပြောတဲ့ Dark Forest ဆိုတာတကယ်တော့ကာမဘုံရဲ့တရုတ်မှန်ပါပဲ။မေတ္တာတရားမရှိတဲ့၍ဆက်ကြဝလာကြီးဟာကြောက်စရာကောင်းတဲ့တောအုပ်ကြီးဖြစ်နေဦးမှာပါပဲ။ဒီနေရာမှာမေးစရာရှိပါတယ်။ဗုဒ္ဓကတပ်ပိတ်ညူတညံတော်နဲ့ရာအလုံးကိုတီးတယ်ဆိုရင်ဘာဖြစ်လို့ကြိုသားတွေကြောင့်ရေမြန်တွေအကြောင်းကိုသိစိတ်မဟောကြားခဲ့တာလဲ။ပြေကတော့ဒုက္ခကလွတ်မြောက်ကြောင်းနဲ့မဆိုင်လို့ပါ။တခါကယဟန်တစ်ပါးကလောကကြီးကတီမဲသလားမတီမဲဘူးလားဆုံးရှိလားမရှိဘူးလားလို့မေးတော့ဗုဒ္ဓကမဖြေပါဘူး။ ဥပမာပေးပါတယ်။ယောက်ျားတရားကိုမြားမှန်နေတဲ့အချိန်မှာဒီမြားကဘယ်ကလာလဲ။ဘယ်သူကပြစ်လိုက်တာလဲ။မြားတဲ့ငါဘယ်လိုမျိုးစားလဲ။ဒါတွေကရေးမကြည့်ပါဘူး။ရေးကြည့်တာကမြားကိုနှုတ်ပြီးတော့အဲ့ဒီလူကိုချိန်မီကုသပေးဖို့ပဲဖြစ်ပါတယ်။လားတူပါပဲ။ယူသားတွေရှိလားမရှိလားဆိုတာသိယုံနဲ့ကျွန်တော်တို့ရဲ့အိုချင်းနာချင်းတေးချင်းတရားတွေပျောက်သွားမှာမဟုတ်ပါဘူး။ယူသားတွေကနီးပညာဘလောက်မြင့်မြင့်သူတို့လည်းဒီနေ့တော့တေးရမှာပါပဲ။သူတို့လည်းအမောင်တို့တောအုပ်ကြီးထဲမှာကြောက်လန့်နေရတဲ့တရားဝါတွေပါပဲ။ ဒါကြောင့်ဗုဒ္ဓကဆက်ကြဝဠာကြောင့်စိတ်ဝင်စားနဲ့ကိုယ်စိတ်ကိုယ်သာစစ်ဆေးပါလို့လမ်းညွှန်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့လူသားတွေကတော့တီးကျင်စိတ်ကိုမထိန်ချုပ်နိုင်ခဲ့ကြပါဘူး။1984ခုနှစ်မှာ Receivable Message နဲ့ကျွန်တော်တို့ရဲ့တီနီယာကိုအာကာသရဲလမ်းအောင်ပြောခဲ့ပါတယ်။1989မှာ Fire ကရင်ပြန်နဲ့မြေပုံတွေထယ်ပေးလိုက်ပါတယ်။ Stephen Hawking ကတတိပေးခဲ့ပါတယ်။ဂျူသားတွေနဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်ရက်လိုက်ပါ။သူတို့ရောက်လာရင်ကျွန်တော်တို့က Colabas နဲ့တွေ့ခဲ့တဲ့ Indian တွေလိုဖြစ်သွားလိမ့်မယ်။ ဗုဒ္ဓလူရကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့နဲ့ဆက်သွယ်မိမဲ့ပုံကိုယ်တွေကဘယ်သူတွေဖြစ်နိုင်မလဲတရားဓမ္မဆောင်ထိန်နဲ့နှကောင်းနှမျက်တွေကလူပြည်ရဲ့အနှံ့ကိုမခံနိုင်လို့တိတ်မလာခြင်းကြဘူးလို့ဆိုပါတယ်။ဒါဆိုရင်ကျွန်တော်တို့အော်ခေါ်လို့ရောက်လာမယ့်သူတွေကလောဘဒေါသကြီးတဲ့ဤပညာသာမြင့်ပြီးစိတ်တက်နေပါတဲ့အတူရလိုဘလူးလိုဂျိုးသားတွေဖြစ်နေမလား။ဒါဆိုရင်တော့ Tech Forest Theory ကပြောသလိုကျွန်တော်တို့ရဲ့အဆုံးသက်ဖြစ်သွားနိုင်ပါတယ်။ဒီကုန်းချုပ်ပြောရရင်တော့မိတ်ဆွေသိပ္ပံပညာကပြပဆွကြဝလာကိုရှာဖွေနေခြင်းပါ။ ုဒ္ဓကအတွင်းစိတ်စကြဝဠာကိုရှာဖွေဖို့လမ်းပြခဲ့ပါတယ်။အမောင်တို့တောအုပ်တွေကနေလွတ်မြောက်ဖို့အတွက်ပိုကောင်းတဲ့တနတ်တွေပုံမြန်တဲ့ရင်မြန်တွေလိုအပ်တာမဟုတ်ပါဘူး။တဦးနဲ့တဦးတက်ဖြတ်ခြင်းနဲ့စိတ်ကြောက်ရွံ့တဲ့စိတ်တွေကိုငြိမ့်သက်နိုင်မယ်မေတ္တာနဲ့ပညာသာလိုအပ်တာပါ။ကျွန်တော်တို့လူသားတွေအနေနဲ့ကြိုးသားတွေကိုလိုက်ရှာနိုင်မယ်စား။ကိုယ်ကပါမိကိုငြိမ်းချမ်းအောင်တဘာဝတရားမပြတ်စီအောင်ရင်လှောက်ဆောင်တဲ့နေမဟုတ်ဘူးလားကိုယ့်အိမ်မှာမိလောင်နေအင်းနီးနာချင်းကိုမိတ်ဆွေဖွဲ့ဖို့ထွက်မရှာသင့်ပါဘူးမိတ်ဆွေရောဘလို့ထင်လဲ သိပ္ပံပညာရဲ့ရှာဖွေမှုတွေကအဖြေလားဒါမှမဟုတ်ဗုဒ္ဓရဲ့လမ်းစဉ်ကအဖြေလားကွန်မန့်မှာဆွေးနွေးပေးသားကြပါဦးခုလိုစိတ်ဝင်စားစရာဆက်ကြပါလားသိပ္ပံနဲ့ဓမ္မအကြောင်းအရာတွေဆက်လက်တင်ဆက်ပေးသွားမှာမလို့ knowledge ချမ်းရှင်ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ